ါရှင်။တနင်္လာနေ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒိုအဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့တိုက်ပွဲမဖြစ်ဘဲရေဖြူမြို့နယ်နတ်တွင်းရွာကိုဆက်နာရှင်တက်ကလက်နက်ကြီးနဲ့ပစ်တဲ့တဲ့တင်။တဝယ်မြို့ပေါ်မှာကလေးတွေကိုတောင်းရန်ခိုင်းစေတာပုံများလာတယ်လို့မြို့ခံတွေပြောတဲ့အကြောင်း။ရေကောက်ပွဲနီလာလို့အမွန်ပြည်နယ်မှာလုံခြုံရေးတင်းကျပ်ပြီးစစ်ဆေးမှုပုံများလာတဲ့အခြေအနေ။ ထိုင်းကိုလူမောင်ကိုပို့နေတဲ့ဆိုတော့ထိုင်းတအူးနဲ့မြန်မာတအူးကိုဖမ်းဆီးတဲ့တဲ့တင်အပါအဝင်ဒီနေ့ရွှေနဲ့ထိုင်းဖက်စီအတဲကြအခြေအနေတွေကိုပြောပြပေးသွားမှာပါရှင်။ရေဖြူမြို့နယ်နှစ်တွင်ရာကိုဆေးအနာရှင်တက်ကတိုက်ပွဲဖြစ်တာမရှိဘဲလက်နက်ကြီးနဲ့စစ်တိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။ဒီတဲ့တင်ကိုတော့တွဲဝါရှ်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါ။ ရေဖြူမြို့နယ်နဲ့တွင်းရွာကိုစစ်နာရှိတပ်ကလက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ရေဖြူမြို့နယ်ကြောက်ကညာရွာအခြေဆိုင်အမှတ်339အမြောက်တပ်ကအော်တိုဘားလ21ရက်နေ့မောလ17ရက်နေ့ကမှတိုက်ပွဲဖြစ်တာမရှိဘဲနယ်တွင်းရွာထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။ကြောက်ကညာရွာဟာဒူဝံမြစ်ရှေ့ဘက်ကမှတည်ရှိပြီးနယ်တွင်းရွာကတော့ဒူဝံမြစ်နောက်ဘက်ကမှတည်ရှိပါတယ်။ အဲ့ဒီပြက်ခတ်မှုကြောင့်နတ်တွင်းမှာမှရှိတဲ့နေအိတ်၃ဆောင်နဲ့ကာဒစီထိမှန်ဖြစ်စီခဲ့ပြီးလူတစ်ခတ်မှုမရှိဘူးလို့ဒေတာခန့်တဦးကဆိုပါတယ်။ဒါအပြင်လက်နေကြီးကြီးတလုံးလဲညင်းထွေးရွာအနောက်ဘက်ဒိုဝဲမြစ်ကမ်းဘေးနားကလီစိတ်ကို ကြားရောက်ပောက်ကွဲခဲ့ပြီးလူတစ်ခတ်မှုမရှိဘူးလို့လည်းဒေတာခန့်တွေစီကသိရပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့ဒဝံမျိုးပေါ်မှာကလေးတွေကိုတောင်းရခိုင်းစေတာဖိအားပေးငွေရှာခိုင်းတာတွေအခုနှစ်မှာပုံများလာတာတွေ့ရတယ်လို့မြို့ခံတချို့ကပြောပါတယ်။ တည်တည်င်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါဒွေမျိုးပေါ်မှာကလေးတွေကိုတောင်းရန်ခိုင်တာဖျားပင်းငွေရှာခိုင်တာတွေအခုနှစ်မှာပုံများလာတာတွေ့ရတယ်လို့မြို့ခံတချို့ကပြောပါတယ်အစူးဖွဲနဲ့လပေးဆိုင်ဈေးနဲ့လန်ဆိုးလန်ခွာတွေမှာတောင်းရန်စားတော့တဲ့ကလေးတငယ်တွေကိုအရင်နှစ်တွေကတည်းပို့တွေ့လာရတယ်လို့မြို့ခံမျိုးသားတို့ကပြောပါတယ်တောင်ရန်စားတော့သူအများစုဟာအသက်6နှစ်အရွယ်ကနေ ဆလေးနှစ်အရွယ်ထိရှိကြတဲ့မိကလေးယောက်ျားလေးပဲဖြစ်ကြတယ်လို့ဆိုပါတယ်။အော်တိုဘားလာ20နှစ်မနေ့ပိုင်းမှာရုတ်ခန့်အမျိုးသားတူကဒဝဲမျိုးပေါ်လက်ပိတ်ဆိုင်တစ်ဆိုင်ကိုဝင်းရောက်တောင်းရန်ခဲ့တဲ့ကလေးကိုမိ мян ရှာမာတော့ကလေးဟာလောင်လုံးမျိုးနဲ့ပတ်တင်ရွာကဖြစ်ပြီးအဖွားဖြစ်သူရဲ့ခြေချောက်စီခိုင်တာကြောင့်နေ့တိုင်းတောင်းရန်ပြင်းနေရတဲ့အကြောင်းသိရတယ်လို့ပြောပါတယ်။ ဒဝေမျိုးပတ်တန်းနဲ့ဘုရားကြီးလမ်းထောင်မှာအရင်ကကစုံရွက်တဲ့ကလေးနှစ်ဦးလောက်ပဲရှိတာကနေအခုနှစ်မှာတော့အနည်းဆုံးလေးဦးအထိတွေ့လာရပြီးအသက်9နှစ်ကနေ10နှစ်အောက်ကလေးတွေဖြစ်တယ်လို့မျိုးခန့်တွေကပြောပါတယ်။ဒါပြင်ဒဝေမျိုးပေါ်မှာအခုနှစ်တွင်အိုးစုဖွဲ့တောင်ရန်စားတောက်တဲ့ကလေးတွေအပြင်ဈေးတွေနဲ့ပန်းချံတွေမှာနေထိုင်ပြီးဆိုင်နဲ့ဈေးကိုတွေကိုလိုက်လံဖောက်ထွင်းနေရှိတဲ့ကလေးအစုဖွဲ့တွေလည်းရှိတယ်လို့သိရပါတယ်။ သူတို့ဟာအဖွဲလိုက်စီဒီမှာနေထိုင်ကြစားလိရှိပြီးညာဘက်အစည်းဝင်းထက်ကဈေးကူတွေကို ဖောက်ထွင်းပြီး ခိုးယူလာတဲ့စားသားကိုပစ္စည်းတွေကို အခြားနေရာတွေမှာတဆင်ပြန်ရောက်နေတယ်လို့ဖောက်ထွင်းခိုးယူခံရဖူတွေအမျိုးသမီးတဦးကပြောပါတယ်။ဒါပြင်တဝဲမျိုးပေါ်ဇေယဝတီစာသင်တိုင်းနဲ့ EPC ရုံချကတဌာနမှာလေတောင်ရန်စာသားသူယောက်ျားလေးတဦးကိုလေမကြာခဏတွေ့ရတယ်လို့မြုပ်ခံတွေစီကတီးရပါတယ်။ အဲ့ဒီမျိုးသားကိုလေနောက်ွယ်ကနေခိုက်စီသူတူမကအရှိပြီးညဘက်မှာအသက်20ကျော်အရွယ်အမျိုးသမီးတူကတောင်းခံရရှိထားသမျှဟွေချေထွေကိုလာရောက်သေးယူသွားလိမ့်ရှိတယ်လို့ကိုယ်တိုင်တွေ့ရတဲ့မျိုးကန်တူကပြောပါတယ်။ဒွေမျိုးမှာကလေးတောင်းရသူတချို့နဲ့ကလေးကိုကြုံပြူ အားမခိုက်စေခံရတဲ့ကလေးတချို့ရှိပေမဲ့လေဒီနေ့ထိနောက်ွယ်ကနေဂျိုးကန်နေသူတွေကိုဖန်စီအေးအေးယူတာတွေလုံးဝမရှိဘူးလို့မြို့ကန်တွေကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲရဲ့နီးလာတဲ့အတွက်မွန်ပြည်နယ်အနှံ့လုံခြုံရေးတင်းကျပ်လာတဲ့အပြင်စစ်ဆေးတာလည်းပုံများလာတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကဆေးအနာရှင်တက်ကမြို့ဝင်အထွက်တွေလမ်းဆောင်လမ်းခွာနေရာတွေမှာစစ်ဆေးမှုတင်းကျပ်လာတာပါ။ ကားလန်တရှောင်းမှာလဲစစ်စေးရိတ်တွေတိုးချဲ့ထားတဲ့အပြင်လုံချိုရေးအင်အားတိုးချဲ့ချထားပြီးလမ်းတော်လမ်းလာတွေကိုစစ်ဆေးနေတယ်လို့ဆိုပါရယ်။ဒါအပြင်တော်လှန်ရေးအကောင်ပြီးစစ်ရေးပဏိပခတ်ပြင်းထန်နေတဲ့ရေးကြိုက်ထို့ဘီလင်းဖက်ကိုလည်းအင်အားအလုံးရင်းနဲ့ဆင်းရနာရှင်တက်စစ်ကြောင်းတွေဝင်ရောက်နေရယူလာပြီးစစ်ဆေးတာတွေလှုံ့ဆော်နေပါရယ်။ရွေးကောက်ပွဲချင်းပါမယ်မြို့နယ်ရဲ့အပြင်မြို့နယ်အလုံးမှာလုံခြုံရေးတင်းကျပ်ထားပြီးမတင်ကရင်ချက်ချင်းဖမ်းဆီးဖို့တပ်ဆိုင်ရာမြို့နယ်တွေကိုမှုန်ပြင်းတဲ့ဆင်အနာရှင်တပ်ကညွှန်ကြားထားတယ်လို့သိရပါဗျ။ တစ်ဖက်မှာလည်းစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအထူးအရောင်ရွေးကောက်ပွဲတစ်ခုပဲဖြစ်ပြီးနီလန်မျိုးစုံနဲ့ဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့တော်လိုင်းအဖွဲ့အစည်းတွေကကြေညာထားတဲ့အပြင်ရွေးကောက်ပွဲလုပ်ချိန်မှာပအဝင်ပတ်သက်သူတွေကိုလည်းမကြာခဏဖမ်းဆီးလေရှိပါတယ်။အဲ့ဒီအချိန်နီမှာဆေးရနာရှင်တက်ကပြည်နယ်အနှံ့လုံခြုံရေးပို့တင်းကျပ်လာတဲ့အပြင်တော်လိုင်းတပ်ဖွဲ့တွေစုမှုထိန်းချုပ်ထားတဲ့နေမြေတွေကိုထိန်းချုပ်နိုင်ဖို့အတွက်လဲအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာပါ။ စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်း2ကိုမြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်း2မှာမွန်ပြည်နယ်ထဲကကြိုက်ထိုးကြိုင်မရောချောင်းစုံမွန်လမြိုင်တထုံမြို့နယ်တို့ပါဝင်နေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံစမုတ်စခွန်ခရိုင်မဟာချိုင်ဒေသအပါအဝင်ထိုင်းနိုင်ငံနဲ့ကိုလူမှောင်ခိုးပို့ဆောင်နေရဆိုပြီးထိုင်းနိုင်ငံသားတအူးနဲ့မြန်မာနိုင်ငံသားတအူးတို့ကိုစမုတ်စခွန်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ ဒီတင်ကိုတော့ Dwell Wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါထိုင်းနိုင်ငံစမုတ်စခေါ်ခရိုင်မဟာချိုင်းဒေသအပအဝင်ထိုင်းနိုင်ငံထဲကိုလူမောင်ခိုးပို့ဆောင်နေတဲ့ဆိုပြီးထိုင်းနိုင်ငံသားတအူးနဲ့မြန်မာနိုင်ငံသားတအူးတို့ကိုစမုတ်စခေါ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ဒီကနေ့အော်တိုဘာလ22ရက်နေ့မနက်ပိုင်းကထိုင်းမြို့မှာနေဆက်မြောက်ပြည်မဲဆောက်အမတ်တိချစ်ကြည်တရနာမှာသူတို့နှုတ်ဦးကိုစမုတ်စခေါ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။ သူတို့နှစ်ဦးဟာထိုင်းနိုင်ငံထဲကိုမြန်မာနိုင်ငံသားတွေတရားဝင်ပို့ဆောင်နေရတဲ့ဆိုတဲ့အစောဆဲချင်းနဲ့စမော့စမော့တရားရုံးကအော်တိုဘလ20ရင်းနှစ်ရည်စွမ်းနဲ့အော်ရန်ထုတ်ခဲ့တယ်လို့ဆိုပါတယ်ဖန်စီခရာသူနှူကတော့အသက်26နှစ်အရွယ်ထိုင်းနိုင်ငံသားတအုပ်နဲ့အသက်31နှစ်အရွယ်ကိုစောခေလို့ခေါ်တဲ့မြန်မာနိုင်ငံသားတို့ဖြစ်ကြပါဗျ။ သူတို့နှစ်ဦးဟာမြန်မာနိုင်ငံတာရိတ်ကိုထိုင်းမြောက်ပိုင်းခံတွေကနေတရားမွေလမ်းကြောင်းနဲ့စမုတ်စခေါ်ခရိုင်မဟာချင်းဒေသအပါအဝင်ထိုင်းနိုင်ငံထဲကိုပို့ဆောင်နေသူတွေဖြစ်ပြီးလူမှုကော်ရက်တွေကနေအလုံလက်ခံပို့ဆောင်ပေးနေသူတွေဖြစ်တာကိုစုံစမ်းသိရတဲ့အတွက်ရန်ထုတ်ဖန်ဆီးခဲ့တာဖြစ်တယ်လို့တင်းမဖော်ပြပါဗျ။ဒါအပြင်သူတို့နှစ်ဦးရဲ့ bank account တွေကိုဆက်ဆေးကြည့်ရ၊ bank တန်းတရာလောက်ငွေအဝေးထွက်ရှိနေတာကိုဆက်ဆေးတွေ့ခဲ့ရတယ်လို့သိရပါဗျ။ လက်ရှိမှာတော့ဖန်ဆီးခံရသူတို့ကိုတရားဝင်ဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေကိုကိုညီပို့ဆောင်ပေးမှုနဲ့အမှုဖွဲ့ထားပြီးစမော့စခေါ်ရဲစခန်းကိုခေါ်ဆောင်ခဲ့တယ်လို့တတိမောက်ဖော်ပြပါဗျ။ဒီနေ့ရဲ့ရွှေနဲ့ထိုင်းဖက်စီအတက်ကြအခြေအနေကိုပြောပြပေးသွားပါမယ်။ဒဝယ်ဈေးကွက်ထဲအခောက်ရှင်ဈေးမှုဖွင့်တော့တာ900ရာရမြောက်ရှိလာပြီဖြစ်ပါတယ်။စစ်ကောင်မရှင်သတ်မှတ်ထားတဲ့ဈေးအတိုင်းမရောရင်ဖန်စီပြီးပိုင်ဆိုင်မှုကိုပါတိမ့်မယ်လို့ချင်းချောက်ထားတဲ့အတွက်ဇွန်လ9ရက်နေ့ကစလို့အခောက်ရှင်ဈေးမှုဖွင့်တော့တာပါ။ ဒါကြောင့်ဒိုဟယ်ဈေးကွက်မှာအခောက်ရှင်ဈေးမဖွင့်တော့ဘဲရန်ကုန်ဈေးကွက်ကိုအခြေခံပြီးကြိုက်အောင်ကြိုက်ဝဲဖြစ်နေပါတယ်။ရန်ကုန်ဈေးကွက်မှာအခောက်ရွှေတစ်ကျပ်သားကို85သိန်း5တောင်းဈေးဖွင့်ထားပါတယ်။ထိုင်းဘတ်ငွေလဲနှုန်းကတော့ပြန်ကျလာပြီးမြန်မာငွေတစ်သိန်းကို130ဘတ်ဈေးဖွင့်ထားပါတယ်။ခုလိုတနင်္လာရီတည်င်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းခွင့်နဲ့အမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝါရှ်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။